လုံးလျှောက်တဲ့အခါမှာဟိုလိန်တဲ့လူတွေပေါ့နော်ဒီလိန်တဲ့ကုမ္ပဏီတွေနဲ့မတွေ့ရအောင်ဘယ်လိုတွားမလဲဘယ်လိုပုံစံမျိုးကို တည်ထားပြီးတော့လုပ်ကြမယ်အခုတော်တော်များများက indie store လင့်အင်လို့မှာအလုံးလျှောက်ကြတယ်အလုံးလျှောက်တဲ့အခါမှာပေါ့နော်ဟိုတော်တော်များများ scammer တွေနဲ့တွေ့တယ်အဲ့ဒါပါလဲဆိုတော့ဒီသူတို့တွေက အလုံး interview ကို လာခဲ့ပါဆိုပြီးခေါ်တယ်ဟိုရောက်တဲ့အခါကျလို့ရှင်သူတို့ကနင်တို့လိုချင်တဲ့လဆောင်ကိုပေးမယ်ဘာလုပ်လဲဆိုတော့ဘာလုပ်လို့ချင်တာလဲသူတို့မေးမယ်လုပ်ချင်တဲ့အလုံးအတွက်ကိုသူတို့ကရတယ်အလုံးရမယ်ပြီးလို့ရှင်သူတို့ကလဆောင်ဘယ်လောက်လိုချင်လဲမေးမယ်ကို လိုချင်တဲ့လဆာပြောရင်လည်းရတယ်ကိစ္စမရှိဘူးပြီးရင်နောက်ဆုံးမှာသူတို့ကကိုယ်စီရပတ်စံတောင်းတော့သူတို့အဲ့ဒီလိုမျိုးတွေနဲ့ဂျုံပူးကြမယ်လို့ထင်တယ်เนาะအဲ့လိုမျိုးအင်တာဗျူးခံရတဲ့သူတွေလည်းရှိနေမယ်အဲ့ဒီတော့ကိုကဟိုဒါတွေကိုကြိုမသိထားဘူးဆိုရင်သူတို့တောင်းတဲ့ပတ်စံကိုကိုပေးလိုက်ရတာတွေရှိတယ်ပေါ့เนาะအဲ့အဲ့ဒီတော့အဲ့ဒီလိုမဖြစ်ရအောင်ဘယ်လိုလုပ်မလဲ ။အင်းဒီတို့လင့်အင်လို့မှအလုံးလျှောက်တဲ့အခါမှာသူတို့တွေခေါ်လို့အင်တာဗျူးခေါ်လို့ရှင်အထူးသတိထားရမယ့်နေရာတွေကဒီဟိုဒဲရာဘက်ပေါ့နော်ဒဲရာဘက်တွေပြီးတော့ဟိုအိုဒူဘိုင်းဘာဒူဘိုင်းဘက်တွေအဲ့ဒီဘက်ကခေါ်လို့ရှင်အများတော်ဖြစ်အိန္ဒိယနေရာဒီအိန္ဒိယကုမ္ပဏီတွေပေါ့နော်သူတို့ကအဲ့ဒီလိုမျိုးအလုံးခေါ်တဲ့ကုမ္ပဏီတွေရှိတယ်။အဲ့ဒီကုမ္ပဏီတွေကဘဒူပဲအလုံးရှောက်ရှောက်သူတို့ကအင်တာဗျူးခေါ်ပါတယ်။ အဲအဲ့ဒီ interview ခေါ်ပြီးတော့တကယ်တကယ် company အစ်စ်မဟုတ်ဘူးပေါ့နော်ဒီတော့ဒီ interview တွေကိုကိုကမတွားခင်မှာတို့ interview ခေါ်ပြီးဆိုရင်တို့ရဲ့ page တို့ရဲ့နာမည်တွေကိုအရင်ဦးဆုံး Google မှာတွားပြီးတော့ခောက်ပြီးတော့ရှာကြည့်ပါတို့ကဒီလိုမျိုးဟို scan လုပ်နေတဲ့လူတွေလားအဲ့ဒီလိုမျိုးဟိုပတ်စံတောင်းတဲ့ကုမ္ပဏီတွေလားဆိုတာကိုရှာကြည့်ပါအရင်တုန်းကဗီဒီယိုတွေမှာလည်း ပြောပြထားပေးတာတယ် post တင်ထားပေးတာတယ်ပေါ့နော်အဲ့ဒီ company တွေတော်တော်များများရဲ့နာမည်တွေက Google ထဲမှာရှာလို့ရတယ်အဲ့ဒီလိုမျိုးနာမည်တွေနဲ့သူတို့ interview ခေါ်တယ်ဆိုရင်တော့ဖြစ်နိုင်ရင်တော့ကိုအဲ့လိုစုံစမ်းပြီးတဲ့အခါမှာသူတို့က company အစ်စ်မဟုတ်ဘူးဆိုရင်မသွားတာတော့အကောင်းဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ကိုကသွားလိုက်တဲ့အခါမှာကိုကိုပေါ့နော်သူတို့ကိုကအရင်ဦးဆုံးလမ်းစရိတ်ကုန်ပြီပေါ့နော်အဲ့ဒီကိုသွားဖို့အတွက်ရထားက MRT ကတွေပြီးတော့ကားခါတွေကုန်ပြီပေါ့အချိန်ကုန်မှလိမ့်မယ်ပေါ့နော် ော်တွားပြီးတော့ဟိုရောက်ပြီးတော့မှအလုံးတကယ်ရတယ်ထင်ပြီးတော့ဟိုပတ်စံတွေပေးလိုက်လို့ရှိရင်လည်းနောက်တစ်ချက်ကိုပတ်စံတွေထပ်ကုန်နိုင်မယ်ပေါ့နော်အဲ့ဒီတော့အလုံးလည်းမရပဲနဲ့ပတ်စံကုန်တာတွေဖြစ်နိုင်မယ် အဲ့တော့သူတို့ကိုကိုယ်ကပတ်စံပေးပြီးလို့ရှင်ရောမယုံဘူးသူတို့ကတော့တကယ်အလုပ်ပေးမယ်ထင်တယ်ဆိုပြီးတော့ပတ်စံပေးခဲ့ရင်ရောပေးခဲ့လို့ရှင်နောက်နေ့ကျရင်ခုဖုန်းနံပါတ်ကိုသူတို့က block လိုက်မှာဖြစ်ပါတယ်။နောက်ဘယ်တော့မှအလုပ်ပေးမှလည်းမဟုတ်ပါဘူးပေါ့နော်။ဒါလေးကသတိထားရမှာပါ။အလုပ်လို့ရှင်ဇောနဲ့ဒီလိုမျိုးတွေ interview ရတိုင်းလည်းမတွားတင်ပါဘူးနော်။တေချာလေ့လာပြီးတော့မှတွားတင်ပါတယ်။ အဲ့ဒီမှာကိုကိုတိုင်းကြုံတွေ့ရတာတခုပေါ့နော်အဲ့ဒါလေးကိုပြောပြမယ်ဆိုလို့ရှိရင်အဲအဲ့ဒီဒဲရာဘက်မှာကိုကအင်တာဗျူးတွားတယ်တွားတဲ့အခါမှာအဲ့ဒီအင်တာဗျူးဝါကသူ့သူ့အရှိမယုံခန်းယုံခန်းကသူကအထဲမှာတယောက်ထဲပေါ့နော်အအပြင်မှာလူတွေအများကြီးပဲထိုင်နေတယ်ထိုင်ပြီးတယောက်ပြီးတယောက်ဝင်လို့ပြောတယ်ဝင်လို့ပြောတဲ့အခါမှာအထဲကိုဝင်တဲ့အခါမှာသူကအာဆာရွက်တရွက်ကိုခြာပေးတယ်အဘာလှောက်ချင်တာလဲမေးတယ်ကိုရဲ့ CPU တော့မဟုတ်ဘူးက မကြည့်မကြည့်ပဲနဲ့ဘာလို့ရှောက်ချင်တာလဲမေးတယ်ပြီးလို့ရှင်ရှောက်ချင်တဲ့အလုပ်ဟုတ်ပြီးရမယ်လို့ပြောတယ်ပြီးတဲ့အခါကျတော့ဘာပြောလဲဆိုတော့ဟိုအလစာဘလောက်လိုချင်လဲမေးတယ်အဲ့နဲ့ကိုပြောတဲ့လစာကိုလည်းရမယ်လို့ပြောတယ်အဲ့တော့နောက်အင်တာဗျူးတာကဘယ်သူဗျူးမှလဲဆိုတော့ဟုတ်ပြီငါအခုဓာတွေကိုအမခန့်ပေးနိုင်တယ်အဲအဲ့ဒီတော့လာပြီအဲ့ဒီမှာစပြီအဲ့ဒီတော့ to found the တဖောင်ထုတ်ပေးတယ်အဲ့ဒီဖောင်ထဲမှာသူကဘာမှမရေးထားဘူးဖောင်က plain မှာမှာအဲသူရေးထားတဲ့ဟာကဒီအလုပ်ဟိုဒီပတ်စံအခုဘလောက်ပေးတယ်ပေါ့ကွာအဲဒီအတွက်ကို deposit ပေးရမယ်ပေါ့နော်အလုပ်လျှောက်ဖို့အတွက်ကိုဆိုပြီးတော့အဲ့လိုအင်္ဂလိပ်လိုရေးထားတယ်တကယ်လို့တော့တေချာဖတ်မယ်ဆိုရင်တော့အဲ့ဒီထဲမှာသူတို့ကသူတို့ဘက်ကဆေးဖြစ်အောင်လို့အမ်ကိုကိုတခြားနီလန်းနဲ့ပတ်စံကိုလိမ်ယူတဲ့ ုံစံမျိုးတွေနဲ့ရေးထားတာပေါ့နော်ဒီအလုတ်ကအဲအလိုက်တယ်ရသည်ဖြစ်စေမရသည်ဖြစ်စေသူတို့ဘက်ကတော့ဒါဟိုဒီအလုတ်ကိုဟိုရှာပေးတဲ့အတွက်ကိုဒီ deposit ယူပါတယ်ဆိုပြီးတော့အဲ့ဒီပုံစံမျိုးနဲ့သူတို့ကရေးထားတာဖြစ်တယ်အဲ့တော့အဲ့ဒီစာကို ပေးပြီးတော့အတင်းကိုလက်မှတ်ထိုးခိုင်းမယ်ခဏနေပါအောင်ဟိုငါတစ်ချက်လောက်ဖတ်ကြည့်ချင်တယ်ဓပုံရိုက်ချင်တယ်ဆိုရင်ဟမ်နေအခုစဉ်းစားစဉ်းစားနေအလုပ်လုပ်ချင်တယ်ဆိုရင်နေငါကို deposit 350ပေးရမယ်အဲ့တော့ငါမှပတ်စံမပါဘူး deposit ပေးဖို့မရှိဘူးအာလောလောဆယ်မှာငါစဉ်းစားမယ်ဒါလေးကိုတစ်ချက်ဖတ်ချင်တယ်ဆိုရင်ချက်ချင်းကိုပဲအဲ့ဒီစာရွက်ကိုပြန်ပြီးတော့ကောက်ယူလိုက်တယ်သူချက်ချင်းဆွဲယူလိုက်တယ်ဆွဲယူပြီးတော့ဗာပြောလဲဆိုတော့ နေပတ်ဆက်မရှိဘူးဆိုရင်နေအလုံးမရနိုင်ဘူးအမ်မပေးဘူးဆိုလို့ရှင် အလုံးမရနိုင်ဘူးဟုတ်ပြီစဉ်းစားအောင်မယ်ဆိုလို့ရှင်ရတယ်အဲအဲ့ဒီ sign ဆိုင်ရောကိုသူပြန်ယူလိုက်ပြီးတော့သူကဒီတိုင်းမဲ့ငုတ်တုတ်ထိုင်နေလိုက်တယ်သူကိုယ်ကိုဂယူမဆိုင်ပဲနဲ့သူ့ဖုန်းကိုသူကြည့်နေတယ်ချက်ချင်းကိုအဲ့ဒီကလမမျက်နှာပြောင်းသွားတယ်ပထမဆုံးမျက်နှာကတည့်ကိုပြောရလို့ရှင်ကွာဟိုဖန်စီတွေအပြည့်ကိုသူ့သူ့ကိုယ်လုံးမှာဆင်ထားပြီးတော့သူ့ကိုယ်သူတထေးမှကြီးပုံစံနဲ့ထိုင်နေရတယ် ပထမတော့တော့ပြုံးရွှင်နေတဲ့မျက်နာကကိုကပတ်စံမပါဘူးလို့လည်းပြောလိုက်ရောချက်ချင်းပဲမျက်နာလုံးဝကိုတည်ရလားဟိုမျက်နှာမာသွားပြီးတော့ကိုကိုအဲအဲ့ဒါဆိုရင်ဆာရွက်ပြန်ယူကိုဘက်ကလည်းမလုပ်လဲဆိုတော့ငါရဲ့ CB ကိုငါပြန်ယူသွားမယ်ဆိုပြီးတော့သူစီရဲ့ CB ကိုပြန်ထောင်းတဲ့အချိန်မှာ तू ကမလုပ်လဲ CB လည်းကိုအရှုံးမခံနိုင်ဘူးလေဟုတ်တယ်မလား CB တစ်စောင်ရရင်လည်းတစ်ချက်နှစ်ချက် AED ကုန်တယ်ကွာ 180D 280D ပေးရတယ်အဲ့ခါကျတော့ကိုက လွန်ခဲ့တဲ့တစ်နှစ်ကျော်နှစ်နှစ်ကျော်ကပေါ့နော်အဲအဲ့ဒီတော့ကိုက RCB ကိုပြန်ယူတဲ့အခါမှာ तू ကဘယ်လိုပြောလဲဆိုတော့ CB ကိုအဲ့လိုမျိုးပြစ်ပေးတာပြစ်ပေးတာချက်ချင်းကိုပြန်သွားတာ तू သူ့ရဲ့မျက်နှာချက်ချင်းကိုပြန်သွားအိန္ဒိယမှာအဲ့တော့ပြောချင်တာကတတိထားပါ အဲ့ဒါနဲ့ကိုကအပြင်ထွက်လာတယ်ဘာလို့ဆိုကိုကဒါမျိုးတွေကိုတိတယ်ကွာတိရဲ့ခါကျတော့ကိုကအပြင်ထွက်လာတယ်ဒါတော့မှသေချာစုံစမ်းပြီးတော့မှသွားတာเนาะအပြင်ထွက်လာတဲ့ခါကျတော့ဓာတ်လိကာရဲ့ရောက်တော့ကိုရှိကအင်တာဗျူးခဲ့တဲ့ဒီဟိုဟာအမဲမတယောက်နဲ့အာရဗစ်မတယောက်ကိုတွေ့တယ်အဲအဲ့ဒီတော့သူတို့ပြောတယ်ပေါ့နော်ဟိုနင်တို့ရောဘယ်လိုလဲဆိုတော့ငါ့ကိုတဲ့ပတ်စံ200တောင်းတယ်တဲ့ဟိုတယောက်ကငါ့ကိုတဲ့900တောင်းတယ်တဲ့ အေးငါကတော့350တောင်းတယ်အဲဟုတ်ပြီအဲ့ဒါဆိုရင်နင်တို့ပေးခဲ့လားဆိုတော့ငါကတော့မပေးခဲ့ဘူးခုတယောက်ကတော့ပေးလိုက်တယ်တဲ့ပတ်စံပေါ့နော်ငါ့မှာဘာဟို300ကျော်မပါလို့တဲ့အဲ့ဆိုဘယ်လောက်ပါလဲလို့ပြောတော့တဲ့ငါကတဲ့50ပဲပါတယ်ပြောတော့တဲ့သူက50ကိုယူလိုက်တယ်ပြောချင်တာကရှုံးမီအားလုံးအဲ့ဒီ50ပေးရင်လည်း50ရှုံးမီနောက်နေ့ကျရင်ဖုန်းခေါ်လို့မရတော့ဘူးသူကုမ္ပဏီကိုတွားရင်လည်းသူကမလေးတစ်ပတ်လုံးပါ အဲ့တော့အဲ့ဒီလိုမျိုးတွေမဖြစ်အောင်တတိထားပါလို့ပြောချင်တယ်အဲ့လိုကုမ္ပဏီတွေအများကြီးရှိတယ်သူတို့ဆိုင်ထိုးခိုင်းတဲ့စာရွက်မှာလဲသူတို့ကအင်္ဂလိပ်စာကို PC လေးတွေရေးထားတယ်အများကြီးရေးထားတော့ဘာတွေရေးရမှန်းလဲမသိဘူးဆိုပြီးတော့အဲရမ်းပြီးတော့ထိုးခဲ့မိတယ်ဆိုလို့ရှင်လဲကိုဘက်ကပြဿနာရှိတယ်အဲ့ဒီလိုမျိုးဖြစ်လာခဲ့လို့ရှင်ကိုကမတင်ငါဘူးဆိုရင်ကို CV ကိုလည်းပြန်တောင်းလိုက်ပါအာပြောချင်တာကကိုရဲ့အချက်လက်ကိုဘာမှမပေးတာ ကောင်းဆုံးပဲပေါ့နော်ဒါလေးကိုပြပြပေးချင်တာပါအဲ့ဒီတော့အလုံးအင်တာဗျူးရတယ်ဆိုတိုင်းလည်းမနေ့ပြန်အင်တာဗျူးရတယ်တစ်ပတ်ကအင်တာဗျူးရတယ်သွားမယ်သွားမယ်နဲ့ပျော်ပြီးတော့မသွားပါနဲ့ဟုတ်ပါတယ်အလုံးရဖို့ခက်ပါတယ်ဒါပေမဲ့လို့အလုံးမရခင်မှာအဲ့ဒီအင်တာဗျူးကိုမသွားခင်မှာ Google ထဲမှာ shutdown အောင်လုပ်ပါ Google ထဲမှာအဲ့ဒီကုမ္ပဏီနာမည်ကိုရေးပါရေးပြီးတော့ရိုက်ရှာကြည့်ပါအဲ့ဒီမှာအများကြီးပဲရှာကြည့်လိုက်လို့ရှိရင် သူတို့ရဲ့နာမည်နဲ့သူတို့ company အချက်လက်ကိုတွေ့ပါလိမ့်မယ်လူတော်တော်များများရဲ့ review review ရေးထားတာတွေကိုလည်းတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒါတွေကိုဟိုဖတ်ကြည့်ပါ အဲ့ဒီဟိုဟိုစကမ်မာရဲ့ name list တွေရှိတယ်ပေါ့နော်သူတို့ရဲ့ list ထဲမှာပါနေလားပါတယ်ဆိုရင်မတွားပါနဲ့ပေါ့နော်ဒါလေးကိုပြပြပေးချင်တာပါအားလုံးကိုယ့်ရဲ့ညီမတွေအမတွေမောင်လေးအားလုံးအဆင်ပြေကြပါစေနော်ဟိုဘာပဲဖြစ်ဖြစ်အလုပ်တစ်ခုရဖို့မလွယ်ဘူးဆိုပေမဲ့လည်း interview တစ်ခုရဖို့မလွယ်ဘူးဆိုပေမဲ့လည်း interview ရတိုင်းလည်းဟိုတွားလို့ရှိရင်ပတ်စံကုန်ပြီးတော့ ဟိုအချိန်ကုန်လူပန်းနဲ့စိတ်သက်ပူကြသွားစီမယ်ပေါ့နော်ဒါကြောင့်မို့လို့တတိသာပါလို့ပြောချင်ပါတယ်နော်ကျေးဇူးများရေးတင်ပါတယ်